မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ပဲခူးတိုင်းတောင်ကိုအခြေဆိုင်အကြမ်းမဆက်တဲ့ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခကို short တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအရာရှိ၂ဦးအပါအဝင်၆ဦးသေဆုံးပြီးတော့အရာရှိ၄ဦးနဲ့ဗားရိုက်တို့မိလောင်ပြစီသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ26ရက်နေ့မနက်09:35မိနစ်ခန့်မှာ BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF တန်းတော်မြောက်ပိုင်းအထူးဒေသ Fighter စားခဲ့အဖွဲ့နဲ့ KNLA တမဟာနှစ်တိုင်ရင်ငါတို့က အကြမ်းစစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM ရဲ့ Mission 45အပြင်တရခေါ်မမရှော့တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြစ်ခတ်မှုအတွင်းမှာရှော့တိုက်တုံး၄လုံးဟာအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းစစ်ခွေးတပ်ဘက်ကအရာရှိ၂ဦးနဲ့အခြားအဆင့်စစ်သည်၄ဦးလို့ပွဲချင်းပြီးတိုက်ဆုံပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိကအရာရှိ၄ဦး၃လုံးနဲ့လူမျိုးဘားတိုက်တချမ်းတို့မိလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ထိခိုက်မှုအခြေအနေကတော့ BWM အနေနဲ့လက်လန်းမီတလောက်စုံစမ်းပြီးရရှိလာတဲ့သတင်းအမြင့်များကလေးကတူညီတဲ့အချက်လက်တွေကိုစစ်စစ်ရွေးထုတ်ပြီးတော့စူးစောင်းတင်ပြထားတာပါစစ်ခွေးတွေဗမာနေနေမလုံခြုံစေရဘူးဆိုတာကိုမှတ်ချက်ပြုကြပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်အချမ်းဘတ်စစ်ခွေးတိုက်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာကေရင်ပြည်နယ်ကေရင်နီပြည်ရှမ်းတောင်မှာရှိတဲ့တော်လိုင်းအင်အားစုများကိုနီလန်မျိုးစုံနဲ့နှိမ်နင်းနေတယ်စစ်တပ်ရဲ့အားထားရတဲ့စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်တယ်လို့သိရပါဗျ ဒါကြောင့်တော်လိုင်းတပ်များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ခွေးတပ်အနေနဲ့မိမိတို့ရဲ့စစ်တိုင်းစစ်ဌာနချုပ်ကိုတော်မှကာကွယ်နိုင်စွမ်းမရှိတဲ့အချက်ကိုလည်းပေါ်လွင်စေတယ်လို့ BWM အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မှာ KIA ပူးပေါင်းတပ်များကဆင်နွှဲနေတဲ့မမော်မျိုးသိန်းတိုက်ပွဲမှာခမရ316တပ်ကစစ်ကြောမှုဗိုလ်ကြီးခန့်ထန်အောင်တိုက်ဆုံပြီးတော့စစ်ခွေးတွေဘက်ကစစ်သားအလောင်းတွေစုပုံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်စ်လ25ရက်နေ့ကဗမော်တိုက်ပွဲမှာတော်လိုင်းတပ်များရဲ့ဒရုန်းများကပစ်ခတ်လိုက်တဲ့ဘုံကြရောက်ပောက်ကွဲတဲ့အတွာခမရ36ကဗိုလ်ကြီးခန့်ထန်တော်တေဆုံးသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဗိုလ်ကြီးခန့်ထန်တော်ကဗမော်စာတိဖြစ်ပြီးစစ်ကြောမှုအဖြစ်နဲ့တာဝန်ယူထားသူဖြစ်တယ်လို့သိရပါဗျ။တော်လိုင်းရဲဘော်တွေရဲ့ဒရုန်းစာမိသွားတာ တေသွားတဲ့ဘိုးကြီးကခမရ3.9ကဘိုးကြီးခန့်ထန်အောင်ဖြစ်ပြီးတော့ဗမော်စာတိဖြစ်ပါတယ်သူကစစ်ကြောမှုပါမသေးခင်မှာအမှတ်366တန်ချက်ကတပ်ဘက်မှာထိုးစစ်ဆင်တာဝန်ယူထားတာပါလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဘိုးကြီးခန့်ထန်အောင်ဟာလွန်ခဲ့တဲ့နှစ်လဝန်းကျင်ကမှဗမော်ဒေသကိုပြောင်းရွှေ့လာခြင်းဖြစ်ပြီးတော့စစ်တပ်ကတော့အပတ်စဉ်67ကျောင်းဆင်းဖြစ်တယ်လို့သိရပါတယ် ်ဗမာမြို့မှာဩဂတ်လ24ရက်နေ့နဲ့ဩဂတ်လ25ရက်နေ့တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတပ်ဘက်ကထိခိုက်ဒေဆုံးသူတွေများပြားခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်ထိစစ်ခွေးအလောင်းများဟာဗမာမြို့ရဲ့စကခ27အနီးဝန်းကျင်မှာရှိနေပြီးတော့လက်နက်ခဲယမ်းအများပြားကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်စစ်ခွေးတပ်ကနေတိုင်းလိုလိုလေကြောင်းတိုက်ခိုက်မှုများကိုအပြင်းထန်လှုပ်ဆောင်နေတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းရေပြူမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို6ရက်တာတိုက်ခိုက်ခဲ့ရာ စစ်သား36ဦးသေဆုံးပြီးတော့ခမရ409တိုင်ရင်ကဗိုလ်မှူးတအုပ်အပါအဝင်ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ19ရက်နေ့ညနေ6နာရီကမှခလာရ2နှစ်နှစ်တိုင်ရင်ကလက်နက်ကြီးပစ်ကူပေးပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အင်အား150ခန့်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုကော့လိုင်းကြီးရွာနဲ့မယန်းချောင်ကြီးရွာကြားမှာညီနောင်တပ်ဖွဲ့နဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲကြာချိန်2နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျာ။ ဩဂတ်စ်လ20ရက်နေ့မွန်လွဲ3:42မိနစ်ခန့်မှာရေပြင်းမြို့နယ်ကော့လိုင်းကျေးရွာနယ်မယန်းချောင်းကျေးရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့ခလာရ2နှစ်နှစ်တိုင်ရင်ကအင်အား80ကျော်ပါတဲ့စစ်ကြောင်းနဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတနားကြီးကြောကြောင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကြောင်းဟာပြန်လည်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ်လ22ရက်နေ့ညနေ4နာရီလောက်မှာရေပြင်းမြို့နယ်မယန်းချောင်းကျေးရွာအနီးကိုထပ်မံပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်များ ထပ်မံပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဩဂတ်လ23ရက်နေ့နေ့လယ်12နာရီခွဲမှာလဲအချမ်းဘတ်စစ်တပ်တွေတပ်ဆွဲထားတဲ့မယန်းချောင်းဖုန်ကြီးချောင်းအတွင်းကိုတော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲချိန်30မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဩဂတ်လ24ရက်နေ့မှာမယန်းချောင်းကျေးရွာကနေမိုင်60ကျေးရွာကိုထပ်မံပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ခွဲစစ်ကြောင်းနဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ၄ချိန်ထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဩဂတ်လ25ရက်နေ့မနက်9:00နာရီကမှရေပြည်မြို့နယ်အမတ်ရှိပြည်တော်စုလမ်းမကြီးဘေးမှာရှိတဲ့တာယာမွန်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်နဲ့တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီ6ရက်တာထိတွေ့တိုက်ပွဲများအတွဲမှာစစ်ခွေးတွေဘက်ကစစ်သား36ဦးသေဆုံးတာခမရ409တပ်ရင်းကဗုံမှုအပါအဝင် စစ်ခွေးအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗယ်တိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗယ်စစ်ခွေးတည်တဲ့စရင်ကစုစုပေါင်းရင်36កောင်မှာကျမတို့တော်လိုင်းရဲဘော်တွေမျက်မြင်အတီးပြူထားတယ်လို့မြေပြင်အတွင်းသတင်းရင်းမြစ်ကလည်းအတီးပြူထားတာပါဒီ6ရက်အတွင်းမှာလက်နက်ခဲယမ်းတွေတင်စီရမိတာတော့မရှိပါဘူးလို့ Monster Revolutionary Force MSRF ကပြောရေးဆိုခွင့်ရှိသူမိတ်တလညာကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ DKBA ဘိုဘီအဖွဲ့ကတထုံမြို့နယ်နဲ့ဖအံမြို့နယ်နေကြားမှာရှိတဲ့ဒုံသမိ69ရာမှာအုံပြုနေတဲ့ဖောင်တစင်းကိုဩဂတ်စ်လ26ရက်နေ့ကမိုင်းခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ25ရက်နေ့ကဒုံသမိ6အနီးဝါမိုးတော်ချေးရွာမှာရှိတဲ့ DKBA ဘိုဘီအဖွဲ့ကပတ်စံကောက်နေတဲ့ဂိတ်စခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေကလာရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အခုလိုမိုင်းခွဲဖျက်ဆီးလိုက်တာဖြစ်တယ်လို့ရွာခံတယောက်ကအတည်ပြုပြောကြားထားပါတယ်။ တနင်္လာနေ့က PDF တွေလက်ပြဘုံနဲ့ဝင်ပြသွားတာဘိုးဘီးအဖွဲ့က၃ရောက်တေးသွားလို့ဖောင်ကိုမိုက်ခွဲဖြက်စီးလိုက်တာအဲ့ဒီဖောင်နယ်ပဲမောင်ကိုပစ္စည်းတွေကားတွေတဲပြီးတော့အကောက်ကောက်နေတာအခုဖောင်မရှိတော့ရွာသားတွေလည်းချောင်းကုလို့မရတော့ဘူးဘောလို့ပြောဆိုထားပါတယ်မိုင်းခွဲဖြက်စီးခံလိုက်ရတဲ့ဖောင်ဟာစီကောင်စီကကန့်တတ်ထားတဲ့ကုန်ပစ္စည်းတွေနဲ့လိုင်းစင်မဲ့ဝတ်တောက်ကားတွေကိုတည်ယူပို့ဆောင်ရမှာ DKBA ဘူဘီအဖွဲ့ကငွေချေးကောက်ခံနေတဲ့ဖောင်ဒဇင်းဖြစ်တယ်လို့မြန်ချင်းငူဒေတာ KNU တပ်မဟာ9နယ်မြေကနေတဆင် ဘီလင်းမျိုးအထိပေါက်နေတယ်လို့ရွာကန်ဒေစီကသိရပါတယ်လက်ရှိမှာဒုံသမီးချောင်းကူးတဲ့ဖောင်မိုင်းခွဲဖြက်စီးခံလိုက်ရတာကြောင့်ချောင်းကိုဖြက်ကူးမဲ့မော်တော်ယာဉ်တွေရာနဲ့ချီပြီးတော့ပိတ်မိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပြည်အာရှလမ်းပိုင်းကိုစစ်ခွေးတပ်ကလေကြောင်းနဲ့မြေပြင်ထိုးစစ်တွေအလုံးရင်းနဲ့တိုက်ခိုက်နေရမှာအင်အား900ကျော်နဲ့ခတ်မှန်ပြီးတော့ထိုးစစ်ဆင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂုတ်လ28ရက်နေ့မှာစစ်ခွေးတပ်ကစစ်အင်အား900ကျော်ကိုစစ်ကားအစီးရေ90ကျော်ပါဝင်တဲ့ရင်တန်းနဲ့အာရှလမ်းမဘက်ကိုအင်အားတွေဖြည့်တင်းလာတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်တပ်မှာ တပ်ပေါင်းစုပုံစံနဲ့ drone ဘုံကျဲတပ်ဖွဲ့ရန်ရဲတပ်ဖွဲ့လက်နက်ကြီးမစိုင်းတပ်ဖွဲ့နဲ့စစ်မှုရန်တပ်သားတွေများပါဝင်ပြီးတော့မြေပြင်ထိုးစစ်ကိုအရှိန်ဟုန်မြှင့်ပြီးတော့တိုက်ခိုက်ရန်လုံဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒီကနေ့မနက်9နာရီကျော်ခန့်ကစတင်ပြီးတော့ကော့ကရိတ်ဘက်ကနေဒေါနာတောင်လမ်းဟောင်းဘက်နဲ့အာရှလမ်းမြောက်ရီဘက်ကိုလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေပြီးတော့မြေပြင်ကနေလဲစစ်ကြောင်းအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။ အကြံပေးစစ်တပ်ဟာအာရှလန်တင်ကန်းညင်အောင်နဲ့မြဝတီကိုအပြည့်ဝပြန်လည်ထိန်းချုပ်နိုင်ရန်အရှိန်ဟုန်မြင့်လှုပ်ဆောင်လာခြင်းဖြစ်ပြီးဒေါ်လာရဲတပ်ဖွဲ့များရဲ့ခုခံတိုက်ခိုက်မှုများကြောင့်တက်လန်ပြီးတော့စစ်တပ်ဘက်ကအကြိမ်ကြိမ်ပြန်လည်ဆုတ်ခွာထွက်ပြေးနေရတယ်လို့သိရပါဗျာ။ ဒါအပြင်စစ်ခွေးတပ်ဘက်က BGF နဲ့ DKBA တပ်များအနေနဲ့ KNLA နဲ့ PDF ဘက်ကပူးပေါင်းပြီးတော့တိုက်ခိုက်ပါက၎င်းတို့အခြေစိုက်ရာနေရာများအလုံးကိုလေရင်နဲ့ဘုံးကျဲတိုက်ခိုက်မယ်ဆိုပြီးချင်းချောက်ထားတယ်လို့သိရပါတယ်။ဖန်တက်မှ20နှစ်ကနေဂျုံတို့နဲ့ Concrete ဘက်ကိုစစ်ရင်အားအလုံးရင်ဖြစ်တင်းနေတာအာရှလန်သင်ငန်းကြီးနောက်မြောက်ဥရီကိုပြန်လဲထိန်းချုပ်ဖို့အတွက်စစ်ခွေးတပ်ကထိုးစစ်အပြင်းထန်လုပ်မယ်ဆိုတဲ့သဘောပဲ။တိုက်ပွဲကိုအရှိန်မြင့်တာပေါ့။တိုက်ပွဲတိုင်းမှာစစ်ခွေးတပ်ကတက်လန့်ပြီးတော့ပြန်ဆုတ်ရတာအချိန်ချင်းပဲ။ အခုလဲစစ်မှုထမ်းတပ်သားတဲ့အများပြားကိုအုံပြပြီးတော့ထက်တိုက်ခိုင်းမဲ့သဘောပါပဲလေချောင်းတိုက်ခိုင်းမှုတွေကိုလဲဇက်တိုက်လှုပ်ဆောင်နေတယ်နောက်ပြီးတော့ BGF နဲ့ DGB တပ်တွေက PDF ဘက်ကပါလာရင်လဲသူတို့ရဲ့လုပ်ငန်းခွင်အကုန်လုံးကိုဘုံကျဲမယ်လို့ချိန်ချောက်ထားတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်ဘာထူးအင်ယာအနီးမှာဆေးရုံကနေဆင်းလာကစားနာမကျန်းဖြစ်နေတဲ့စီးကျူသွေးကျူဝေဒနာရှင်ချင်းလူငယ်မောင်မောဒီလာဗင်ကျုံးဟာလမ်းထွက်ရှောက်နေတဲ့အချိန်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ23ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာ ဒဂုံမြို့တင်မြောက်ပိုင်း48ရက်ကွာမှာနေထိုင်တဲ့အသက်22နှစ်အရွယ်ချင်းလူမျိုးလုံငယ်မောင်မော်ဒီစလာဂျွင်းကျွန်းဟာ6လောက်လေ့ကျင့်ခန်းအတွက်လမ်းထွက်ရှောက်နေတဲ့အချိန်ဘာသူအိမ်ယာအနီးအရွက်ဝတ်တဲ့လူတစုရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံလိုက်ရတယ်လို့သိရပါတယ်။ဒီကနေ့9ရက်ကြာလာတဲ့အထိအဆက်အသွယ်မရဘဲနဲ့ပျောက်ဆုံးနေတယ်လို့ပြောပါတယ်။မိသားစုဝင်တွေကပျောက်ဆုံးနေတဲ့မောင်မော်ဒီလာဂျွင်းကျွန်းရဲ့ကျမ်းမာရေးကိုအလွန်စိုးရိမ်နေကြတယ်လို့ပြောပါတယ်။ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့အသက်20နှစ်နဲ့အရွယ်မောင်မော်ဒီလာဗင်ဂျွန်ဟာခွဲစိတ်ကုသမှုခံယူထားပြီးတော့ဈေးရုံကဆင်းကားစလေ့ကျင့်ခန်းအဖြစ်လမ်းထွက်လျှောက်တဲ့အချိန်မှာဖမ်းဆီးခံလိုက်ရခြင်းဖြစ်တယ်လို့ပြောပြထားပါတယ်။တင်ပစုံနာကအကျိတ်ခွဲထုတ်ရပြီးတော့ဈေးရုံတက်ခဲ့ရတာပါ။ဈေးရုံဆင်းပြီးတဲ့နောက်ပိုင်းမှာလည်းလေ့ကျင့်ခန်းလုပ်ဖို့လမ်းတွေလျှောက်ပေးရတဲ့အနေအထားဖြစ်တဲ့အတွက်လမ်းလျှောက်တဲ့အချိန်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတာပါလို့မိသားစုဝင်တအုပ်ကရှင်းပြထားပါတယ်။ လက်ရှိမောင်မော်ဒီလာဗင်ဂျွန်ဟာစီးကျူသွေးကျူယောဂဝေဒနာအတွားဆေးတွေပုံမှန်တောက်သုံးနေရပြီးတော့ပုံမှန်ဆေးများမတောက်သုံးပါကအသက်အန္တရာယ်အောင်စိုးရင်ရတယ်လို့ဖန်းစီခံသူရဲ့အကိုဖြစ်သူကရှင်းပြထားပါတယ်သူကလမ်းလျှောက်ရင်တောင်မှတိတ်မတန့်ဘူးဗျပြီးတော့စီးကျူသွေးကျူယောဂဝေဒနာတွေလည်းဖြစ်ပါတယ်နောက်ဆုံးအဆင့်ဆေးတွေပုံမှန်တိုက်ပြီးနေရတယ်သူကယောဂဝေဒနာရှင်လည်းဖြစ်တော့ပုံမှန်ဆေးမတောက်ရရင်အသက်သေဆုံးနိုင်တဲ့အဆင့်ဆိုတော့အရန်ကိုစိတ်ပူနေကြတယ်လို့အကိုဖြစ်သူကရှင်းပြထားပါတယ် ်ရန်အုံမြို့မှာစစ်မှုထမ်းအပတ်စဉ်18ရက်အတွင်းမြို့နယ်အများပြားမှာနေရောညပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲ 俺免收农民人家瓦钱，喵。